Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new tweet စာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 15ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒီနေ့ညနေမှာတက်လာတဲ့သတင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ပေါင်းမြုပ်နေတနက်ပင်ဇင်းရွာကိုဘုံလာကျဲတဲ့စက်တက်လေဒီနှစီကိုပကပကပြစ်ခတ်ခဲ့ပြီးလေဒီမောင်းသူစစ်ကောင်စီတပ်သားတအုပ်တန်းရရသွားတဲ့လို့သတင်းရရှိပါတယ်လေဒီတက်ထားတဲ့ဒီစက်တွေပေါ့နော်စက်တွေနဲ့လာပြီးဘုံကျဲတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့နှစ်ခါရှိယူနော်ပြစ်ခတ်ခံရတာပထမတစ်ခါကလည်းဒီလိုပဲထိပြီးမှသူတို့ပြန်ပြီးမှဆင်းသွားတယ်ပေါ့နော်အခုတစ်ခါလည်းဟိုပြက်ကျသွားတာမတွေ့ဘူးဒါပေမဲ့မောင်းနေသူတွေကိုထိခိုက်သွားတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကြားသိကြားနေရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါကြာရင်တော့ဒီစက်တက်လေဒီတွေပေါ့နော်ပြက်ကျသွားတာတို့ပောက်ကွဲသွားတော့မီးလောင်သွားတော့ပဲကြားချင်ပါတယ်နော် နောက်တော့ဒရီဘုတ်ကဟာခါမျိုးချီဆိုင်ခလာယာ266တင်ရင်မှာပီတုစစ်3ဦးကလက်နက်ခဲများနဲ့အတူအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့ဒီချင်းပြည်နယ်မှာဆိုရင်တီးတိန်ဟာခါထန်တလန်ဆိုတဲ့၃မျိုးပဲဒီအချက်ပဲစစ်ကောင်စီကအုပ်စိုးထားနေတာဖြစ်ပါတယ်နော်။ဒါတော့မှအပြည့်အဝမဟုတ်သေးဘူး။ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ကျွန်တော်တော်လိုင်းတစ်ဖွဲ့တွေကဖလန်းမျိုးကိုရပြီးတဲ့အခါမှာတီးတိန်မျိုးကိုဆက်ပြီးတော့တိမ့်မယ်လို့ကြေညာထားပြီးဖြစ်ပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့တော်လန်ยีကိုထောက်ခံလို့ကလေးနဲ့အမျိုးသမီးတွေအပါအဝင်လူများပြတ်ကိုတတ်ဖြတ်ခဲ့ကြောင်းစစ်ကောင်စီကဝန်ခံလိုက်တယ်ဆိုတဲ့သတင်းပေါ့နော်အဲ့တော့ ဒီသူတို့ဘုံကျက်တက်ဖြတ်နေတဲ့ပြည်သူတွေကတော်လိုင်းကိုထောက်ခံလို့သူတို့ဘုံကျက်ရတာပါဆိုရင်ပါပဲเนาะ Agency ဆိုတဲ့သတင်းဌာနကိုသူတို့ interview တက်มาဖြေထားတာကျွန်တော်တွေ့ရပါတယ်เนาะအဲ့လို Agency ဒီသတင်းဌာနနဲ့ပေါ့เนาะ interview ဖြေတဲ့ခါမှာလဲသူရဲ့မျက်နှာအမူအရာပေါ့เนาะခက်ထက်တင်းမာနေပြီးတော့တိုက်ခိုက်မှုဆိုမှတော့ Builder Social ရှိမှာပဲလေဒါကတော့စစ်ရဲ့သဘောကိုညင်းလို့မရပါဘူးရှင်းပါတယ်အကြမ်းဖက်မှုတွေနဲ့အကြမ်းဖက်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်ခံရစအကြောင်းမရှိပါဘူးဆိုပြီးတော့ဖြေသွားတွေ့ရတယ်ဟဲ့အဲ့တော့ဒီသူတို့အကြောင်းမဲ့

Regarding children being present, they were part of groups working with terrorists. So, yes, attacks happen. And in attacks, collateral damage is unavoidable. This is the reality of war. Collateral damage happens. To be clear, if you don't support terrorists, if you don't support violence, then there's no reason for fighting in these areas. ဒီစစ်သွေးကြဆိုသူတို့ကတကယ်စစ်သွေးကြစစ်တယ်နော်။အဲ့တော့တောင်းကျန်သူတွေပူပေါင်းနေဆိုတော့ဒီကလေးတွေကရောတောင်းကျန်သူတွေပူပေါင်းနေအဖွဲ့လား။ပြီးတဲ့လူဘလို့ဘလို့တိမာလဲသူထောက်ခံမှုတော့တိမာမဟုတ်ဘူးနော်။အဲ့တော့ဒီဘုံကျဲမှုတွေကြောင့်မတည်သွားတဲ့ကလေးတွေဆိုရာရာနဲ့ထောင်နေချီရှိတယ်နော်။အဲ့ဒီကလေးတွေကစကြတော့ဘလို့ပြောမလဲ။အဲ့တော့ကျပ်ဖက်စစ်ကောင်းဆောင်မင်းအောင်လာရတော့နော်။မင်းမင်းမြင်ရဖြစ်နေတဲ့ data ဖြစ်ပါရဲ့နော်။အခုဆိုရင်အားလုံးတည်တိုင်းပဲ။ ပြည်သူကသူတို့ကိုမထောက်ခံလို့ပြည်သူတွေကိုပါပို့ပြီးတော့မုန်းပြီးတော့ဗောနော်ပြည်သူတွေကိုတက်ဖြတ်နေတဲ့အနေအထားဖြစ်ပါတယ်အဲဒါကြောင့်ဘုံကျဲမှုတိုင်းမှာကြိလိုက်တယ်ဆိုရင်များသောအားဖြင့်နေ့အတိုင်းမှာတေတာပြည်သူများပါတယ်နော်ကဲကျွန်တော်ကြံတန်ချက်တွေလည်းအခုဆိုရင်အပြာပြိုင်ဆိုင်ပေါ့နော်တကြံတန်ချက်တွေထွက်နေတာဖြစ်ပါတယ်အဲ့ဒီတကြံတန်ချက်ထဲမှာမှကျွန်တော်တို့ဒီကြားမဲတွေရဲ့တကြံတန်ချက်ကိုကျွန်တော်ဗီဒီယိုတစ်ခုမှပြခဲ့ပါတော့အခုကျွန်တော်ထပ်ပြီးတော့ပြချင်တာဗာလဲဆိုတော့ဒီမကြည့်ရသေးတဲ့သူတွေပေါ့နော်ဒီ CDM တွေကိုဂုံပြူထားတဲ့တန်ချက်လေးဖြစ်ပါတယ်နော်ကျွန်တော်နားထောင်ကြည့်အောင်နော် CDM 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 โอเคเนาะตัวไลน์สาตรงอ่ะดีสกาดิตะเกถั่วขึ้นล่ะโตบีดูริซัมลงกองมุก 家们，都走过来见面去，都来一个来念经，西里安瑞巴多古勒，西里安瑞巴多古勒，都来一个来念经，阿拉隆阿拉撒西里安瑞，那么追伊古扎巴庙，那么追伊古扎巴庙，阿拉隆阿拉撒西里安瑞，克提卡的西里安，内国提玛楞嘛头耶，内国提玛楞嘛头耶，克提卡的。

ွေဦးတုံလင်းရဲ့တအူးဟာဘသူတွေလဲလို့ထွတ်ထွတ်ကုန်ပြီအညာသူအညာသားတွေကတော့စီရီယန်တွေပါလို့ခက်ရှင်းရှင်းပဲမြင်နေခက်ရှင်းရှင်းပဲယုံနေဒီတန်ချာဦးဟာစီရီယန်တွေရဲ့ခြေစုကိုအညာကမမေ့ဘူးဆိုတာသိစေဖို့အီတန်ချက်နဲ့သူချုပ်ထုတ်အညာပြတိုင်းနောင်ကြီးများကဂါရပြုတ်လိုက်ရပါတယ်ကဲဒါတော့စီရီယန်တွေကိုဂုံပြူထားတဲ့အညာက ပြတိုင်းထောင်များအဖွဲ့ကပေါ့နော်တန်ကြက်လေးတို့တန်ကြက်လေးနဲ့ကွန်ပျူတာဖြစ်ပါတယ်နော်အဲ့တော့ CDM ကတော့အားလုံးသိတိုင်းပဲကျွန်တော်ຫນွေဥတော်လိုက်မှာတကယ်အရေးကြီးအရေးအကြီးဆုံးခန္ဓာနေပါဝင်လာတာဖြစ်ပါတယ်နော်အဲ့တော့ CDM တွေစပြီးတော့တစ္ဆာဖောက်တာကတော့ဒီနုပညာတေယုတ်ဆောင်တွေဆိုတဲ့ကောင်တွေပေါ့နော်အဲ့တော့သူတို့ကတစ္ဆာဖောက်တော့ခံရတယ်အခုဒီဘက်ရောက်လာတဲ့အခါမှလည်းအခုချိန်မှာဆိုရင်တော့ပေါ့နော်ဟိုကိုကတော့အားလုံးကတော့ဒန်းတူညီများဖြစ်ပါတယ်နော်ပြည်သူတွေကလည်းအခုချိန်မှာဆိုရင်ကိုကိုတို့ကယ်လို့မရတဲ့အခြေအနေဖြစ်နေပါတော့အဲ့တော့ဘာပြော CDM တွေကတော့ ီ CDM လှုပ်ပြီးသွားတဲ့သူတွေကတော့ဘယ်တော့မှနောက်မဆုတ်ပဲနေပါတော့အခုဆိုရင်တကယ်ဟို CDM မလှုပ်ပဲနေခဲ့ရင်တကယ်ယာလူကြီးကြီးနေလည်းနေလို့ရတဲ့သူတွေတော့မှပါတော့အခုချိန်မှာဆိုကြောင်အောင်ဂျပန်နေလှုပ်ပြီးတော့အခုချိန်ထိအောင် CDM အနေနဲ့ပါတော့ရက်တီတီနဲ့တွေ့ရပါတော့တကယ်ပဲလေးစားပါတယ်အခုဆိုရင်ဟိုဒီတာဂျက်ထဲမှာပါသလိုပဲနော်တကယ်ကြောင်းစရာတွေကတိကားတွေတကယ်ဘုံမူကြီးတွေဆိုကျွန်တော်တွေ့နေရပါတော့နော်ဒါပေမဲ့သူတို့ဆိုရင်ဟိုဘယ်နေရာမှာကြည့်လဲနေရာလဲဟိုကောင်းကောင်းမွန်မွန် ပေးထားလည်းမတွေ့ရဘူးเนาะဒါပေမဲ့လည်းသူတို့တာဝန်သူတို့ကြည်မယ်ခုထိတိုင်ယနေ့ထိတိုင်အောင်ပေါ့เนาะ CDM နဲ့သူတို့အချမ်းစစ်ကောင်စီကိုတော်လှန်နေတာဖြစ်ပါတယ်เนาะကဲအခုကျွန်တော်တို့ဒီဒီ28ရက်နေ့မှာလှုပ်သွားတဲ့ငလင်ကြောင်းပေါ့เนาะပျက်စီးသွားတဲ့ပြစီးတွေကိုဖယ်ရှားဖို့ပါဗောနော်ဘလောက်တော့ကြီးမားလဲဆိုရင်ဒီကုန်တင်ကားပေါင်းနှစ်သိန်းကျော်ဗောနော်နှစ်သိန်းကျော်နဲ့ညီမြတဲ့မိုက်တွေကိုရှင်းရမှာဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောထားတဲ့နောက်တော့ကြည့်အောင်နော်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့် တုံတင်ကတသိန်း1500ဒါလောက်နဲ့ညီများတယ်အပျက်စီးတန်ချိန်2သိန်းခွဲလောက်ဖေရှားရှင်းလင်းမှုလိုတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကထုတ်ပြန်တဲ့အချက်လက်သစ်တွေမှာဖော်ပြထားပါတယ်။ Richter scale ခုနှစ်တသမာခုနှစ်ဆင့်ရှိငလျင်ကြောင့်ကြည်ကြည်ပြက်ပြက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးအပျက်စီးတွေရှင်းလင်းတာအခြေခံအဆောက်အုံတွေနေအိမ်တွေကိုပြုပြင်တာနဲ့ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေ ရေးတကြီးဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ငလင်ပြက်စီဂျိုရုပုံရိပ်ချက်လက်တွေကိုကိုကာပီ UNDP ကဆိုပါတယ်။ဒါပြင်နေတောင်းကျော်နဲ့အများပြည်သူဝန်ဆောင်မှုဆိုင်ရာအဆောက်အအုံ128လုံးပြက်စီသို့မဟုတ်ငလင်တန်အစိုးဆုံးခံခဲ့ရပြီးနောက်ထပ်ပြက်စီနိုင်ခြေလဲမြင့်မားနေကငလင်တန်တင့်သူတွေကိုစောင့်ရှောက်မှုပေးဖို့အခြေခံအဆောက်အအုံနှဲပါလာတာကလည်းစိုးရိမ်စရာ ကိစ္စလို့အတိပေးထားပါဗျ။ စစ်တမ်းတွေရာငလျင်တန်းပြင်းအားခုနှစ်နဲ့ထက်ခန်းစားရတဲ့ဒေတာတွေမှာအဆောင်1.6တန်းရှိနေတယ်လို့ဆိုပါတယ်။ပြင်းအားခုနှစ်ဆင်ဟာအလေလက်ပျက်စီးမှုအဆင့်နဲ့တူအင်အားပြင်းရင်ဒီထက်မကပုံမထိခိုက်တတ်ပြီးအဆောင်အများစုဟာဒီဆင်ကိုခံနိုင်ရှိအောင်တိဆောက်ထားတာမျိုးမဟုတ်ကြပါဘူး။ UNDP ရဲ့စီရင်ခန်းစားဟာ Microsoft ရဲ့လူသားခြေချအဆောင်အမြင်အထက်ရေးတွဲဆိုင်ရာချက်လက်တွေနဲ့ UNOSAN ကိုခရီးစီယတ်တို့ရဲ့ဂျိုဒုအချက်လက်တွေကိုအခြေခံထားပါတယ်။ဂျိုဒုကနေရရှိခဲ့တဲ့အချက်လက်တွေဟာအလွန်ဆိုးရိမ်ပွဲရာအခြေအနေကိုဖော်ပြနေပါတယ်။ဒါကိုအမြန်ဆုံးတည်ပြနိုင်ဖို့အရေးကြီးပြီးတရားရသူတွေနဲ့နေစရာပျောက်သူတွေကိုခိုင်ခန့်တဲ့မိုးကာအောင်အမြန်ဆုံးရောက်ရှိဖို့နဲ့အရေးအခြေခံအဆောက်အုံတွေကိုပြုပြင်ဖို့ရည်ရည်လိုအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနကိုယ်စားလှယ် ဒီဗင်နာရမီဟာကပြောပါတယ်ကဲကြားရတယ်ပေါ့နော်ကျွန်တော်တို့ဒီမြမပြည့်ရဲ့ငလင်ကတော်တော်လေးကိုပျက်စီးသွားတာဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးကိုတန့်ရှင်းလို့မအခြေအနေမှာရှိပါเนาะဒါအပြင်နေ့တိုင်းမှာငလင်လှုပ်တဲ့ဟာတွေကအခုဆိုရင်တချို့အိမ်ကြီးပြန်ပြီးပြိုရအောင်ရှိတယ်ပေါ့နော်အဲ့တော့အခုချိန်ကြီးမပြီးသေးဘူးပေါ့နော်အချမ်းမင်းအောင်လိုက်ပြုတ်မှာပဲဒီငလင်ကလည်းရက်မှထင်ပါเนาะ ကဲကျွန်တော်ဒီငလင်ကြားထဲမှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲကွန်ပျူတာစီးရဲ့ဈေးနှုန်းတွေကအရန်ကြီးကိုမြင့်တက်ပြီးတော့ခုန်တက်ကုန်တာဗောနော်အိမ်အိမ်ဆိုရင်လည်းအိမ်ငားအိမ်ငားဈေးနှုန်းတွေကလည်းတက်တယ်အခုဘီလက်မြေတို့တန်တို့ဆိုရင်လည်းဈေးတွေတက်တယ်အိမ်ဆောက်ဖို့ဆိုရင်ဗောနော်အဲ့တော့နေရာတိုင်းမှာဈေးတွေတက်နေတာဖြစ်တဲ့အတွက်ဗောနော်အရေးကြီးရင်ဈေးကြီးမယ်ဆိုရင်စိတ်သက်တယ်ဗောနော်အဲ့လိုပြင်ကြဖို့ရေဆရာတော်ကဘယ်လိုမိတ်ထားလဲဆိုတော့တစ်ချက်တော့နောက်တော့ကြည့်အောင်နော်တို့ငငယ်ကရေဒီယိုကလာတဲ့စနေရအောင်ခင်ထင်ပါတယ်နော်တို့ငငယ်တို့ငငယ်ကတလမ်းမော်ဆိုတော့အကုန်ရတယ် ချင်းဆိုပဲဆိုပြောတယ်နေဝင်မပြိုင်နဲ့တဲ့ချင်းဆိုရင်ဆိုတာဟောပေါ့အကုန်လုံးဆိုတဲ့လူရေးတဲ့သူဘာကြောင့်ချစ်စပဲသူနားမနေတော့နေမပြိုင်နဲ့နေပြိုင်ရင်အကုန်နိုင်ပါတယ်ဇလန်းဆိုဇလန်းမှာမှာတက္ကစီလေးမောင်းလာသုံးမိန်းကားပေါ့အဲ့ဒီခေတ်ကသုံးမိန်းကားလေးမောင်းလာသူကဒီနေ့ငွေလေးလေးနဲ့ရှင်နဲ့ဖြတ်ဆိုခေါက်ဆရုပ်ထုတ်ဝယ်လိုက်နှစ်ထောက်လောက်ဝယ်ရတယ်ထုတ်ထုတ်ဝယ်လိုက်တော့ပေါ့မိမကနှစ်ကိုးဝယ်တယ်သူဝသားနဲ့ကြိုက်တာမိမကတော့ချက်သားဝယ်ရတယ်ညစာသူမချင်းနဲ့ဘူး အဲ့ချိန်မှာလူတယောက်ဖန်တာပြေသွားမလို့ဆေးကိုသွားမလို့ကျွန်တော်မိမခွေးလေးမိုးတော်မြေအရေးကြီးတော့ဗျာ30တဲ့ဟောခမရပြ၄၅ကျတန်တာဗျာခမရနေနေလေးရေးကြီးရင်ဈေးကြီးတယ်နော်မှတ်လားအခုအရေးပေါ်ဖြစ်လာတဲ့သူများသူတော်ကောင်းတွေကအုတ်ဒီတန်တွေကိုဈေးလျှော့ပါမယ်သူတော်မကောင်းတဲ့ကောင်အုတ်ဒီတန်တွေဈေးတက်မယ်ဒါပဲဒါပဲတိုက်တာလို့လို့ရတယ်ရေးကြီးသူတော်ကောင်းတွေသူတော်မကောင်းခုချင်းခွဲခြားလို့ရပါတော့30နဲ့ရလာတော့ ။သုံးဝင်းကားလေးကိုပြန်အပ်ပြီးတော့ခေါက်ဆွဲတို့ဝတ်သားတို့ထောက်ထားတော့ဒီလေးချွေပြန်လာတယ်။ဟုတ်ကဲ့ဟုတ်ကဲ့လားလား။ခေါက်ဆွဲတို့နဲ့ထုတ်ချွီချွီနဲ့မိမအတွက်ချက်သားတော့ဝတ်သားအဲ။သင်ရှိလှမ်းကြည့်တော့လူရရုပ်ရုပ်ဖြစ်ဟာဒုက္ခပါကွာခေါက်ဆွဲတို့ကိုယ့်အောင်တယောက်တည်းစားမလို့ကိုယ်ငရဲဆိုတဲ့ကောင်လည်းရောက်နေမျှဝေးကျွေးအောင်ပဲဆို accident မှာဟဲ့နေရလဲဒီနေ့မှာကြာလိုက်တာတဲ့ဒါလည်းဆိုနေက6နာရီပြန်တယ်ဒီနေ့ပါပြတယ်ကျွန်တော်နောက်တစ်ချောင်းဆွဲနေလို့ပါအဲ့ဒါရင်မနေ့သားလေးမက်ဆီနေ့သားလေးပါဇက်တဲ့မက်ဆီဝင်လို့ခေါက်ဆွဲတို့ဒီဘုတ်ဆိုပြစ်ချက် ေ့ဝင်လိုက်တော့တစ်ချာတော့မနှဲ့နဲ့အထာအဲ့ဒါ ng ားရန်6တန်းကသင်ကြားခဲ့တဲ့ရေဒီယိုဇလန်ဟာဆိုကာတာအခုဘယ်သွားမလဲစေ့ဝင်လေဘလို့30ဟာရောက်ငါကားငါတက်စီဒရိုင်ပါလေငါသွားနေကြမယ်ငါချက်ပဲကြီး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 ပါဟိုလည်းပြတော့ပါတယ်လေကိုရဲ့ပါတယ်လေခင်ဗျဒရိုင်ပါ तू လည်းသူများကိုပြောခဲ့တာလေအရေးကြီးရင်ဈေးကြီးပါတယ်ကောကားသမားလေးကိုကြီးကိုကြီးလည်းကားသမားလေး ခုနတော့ကပိုလူရှီကတစ်ဆယ်ယူပြီးတော့ခေါက်ဆွဲလို့အကြက်ယူလိုက်တာရှစ်ကြက်ပါပါလာလောက်တာလောက်တာကြုံရပါလိမ့်မယ်ကြုံရပါလိမ့်မယ်အရေးကြီးဈေးကြီးတယ်ဆိုတော့ပါဆေးဝင်ရောမိမကြီးတို့ကမိမခွဲစိတ်ဟိုကလေးတွေပါစားထုတ်ပါစီထုတ်ပြီးတော့ဆေးလိုတယ်သွေးလိုတယ်ဆိုပြီးအောက်ကိုဆင်းလာတာခုနကတော့ကဒကာကြီးနဲ့သွားတွေ့တာဟာကားရှာကြီးဘာဖြစ်တာလဲ ချက်သွားကျွန်တော်ကျွန်တော်ကျွန်တော်မိမနဲ့ခရီးပေါ်မှာဗျာတဲ့ခရီးမက်ဆီကုန်တော့လို့အခွဲတာတွေးလို့လို့ကျွန်တော်ဟိုနေဖုန်းကြီးညတဲ့ရောက်တဲ့ကိုကျွန်တော်သွားမလို့တဲ့ကျွန်တော်ကားငားမလို့ပါတဲ့ကျွန်တော်ကားပါတယ်တဲ့ဘောသောကျွန်တော်ရဲ့ကျွန်တော်ညီလေးရယူသွားလို့တဲ့ကျွန်တော်လိုက်ပို့ပေးမယ်တဲ့ဟဲ့ဟာကျေးဇူးတင်တဲ့ဆရာကြီးရယ်တဲ့သူကအမျက်ကြီးစားရတယ်ဒီလိုနေတူအတူယူပြီးတော့အမျက်ကြီးမစားကြရရမေတ္တာရက်ခံတော့မှန်ပါသူကမျက်ကြီးစားလိုက်တာဟိုလူကသူတော်ကောင်းစိတ်နဲ့တာတူနံတွေ့လား ပရဒုတ်ကဒရိုင်မာကြီးဒုက္ခရောက်တာကိုတတိရှိသောတာရုဏံကရုဏာရှင်သူတော်ကောင်းဖြစ်သောအမြတ်ကြီးစကားနဲ့တကားသည်ဟရရင်ကံပတိနှလုံးလောက်သွားတယ်။ဟာကျွန်တော်ကဘာထက်တယ်။ဒါကျွန်တော်မြင်လိုက်ရှာပြီးမယ်။အဲ့ဒီမှာလည်း तू ကအလေးဇာလမ်းမှာနားထောင်နေမြေရေချာ။အဲ့ဒီမှာလည်း तू ဆုံးဖြတ်ချက်ချလိုက်ပြီတဲ့။နောင်ကိုအရေးကြီးနဲ့ကိုဝင်ဆောင်တို့ဖုန်ကြီးတို့သီလရှင်တို့ဆိုရင်ပတ်စံမယူအလကားလိုက်ပို့တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတဲ့။ဟုတ်ပါပဲ။ရေးကြီးရင် ရေးကြည့်တယ်ကို့အလှည့်ရောက်လိုက်တယ်နော်မှတ်ထားမှတ်ထားဒီကနေ့ပြောခဲ့တဲ့စကားလေးကိုစာရေးထားလိုက်ဆရာမြတ်သန်းတွေကတော့ဒေါင်းရင်မြန်ဘုံတပိတ်မှာစာရေးလို့ထားခဲ့ခြင်းတယ်ဓမေသီရိကတော့ဇီးနံမအောင်ဇီရိုကြီးမှာစာရေးကထားခဲ့တယ်ရေးထားလိုက်ဟာမှန်လိုက်တာလို့အချိန်ကျုံလိုက်ရေးကြည့်စီရေးကို့အလှည့်ပြန်ရောက်လာချိန်ချင်းဘဝရဲ့သဘောတော်ကအခုလည်းပဲမဖြစ်ပါဘူးကိုယ်လည်းသူ့လည်းအဲ့ဒီကြ ကဲနော်ဒါတော့တကယ်အမှန်တရားဖြစ်ပါတယ်အရေးကြီးတဲ့အချိန်သူစီအောင်ဟိုဖြစ်မှာဖြစ်ရမယ့်ဟာကိုအရေးကြီးတဲ့အချိန်မှာဈေးကြီးနေတာတော့တော်တော်ကြီးအဆင်မပြေပါဘူးနော်အဲ့တော့တချို့တွေဆိုရင်မြေနဲ့တိုင်းပဲဒီအုတ်ကြောက်သေးတို့ဘီးလက်မြေတို့တန်တို့ဒီတန်တွေပေါ့နော်အေးဆောက်ပစ္စည်းတွေဆိုရင်ဈေးတွေခုန်တက်သွားတာမျိုးတွေအခုလူပီတူတွေကဒီငလင်လှုပ်လို့အိမ်ပြိုသွားလို့ပေါ့နော်အိမ်ငားကျင်အိမ်တွေက ဈေးတွေနှဆ30တက်ပြီးတော့ဗောနော်အလုံးအင်္ဂါခါတက်သွားတာမျိုးတွေတကယ်အဆင်မပြေပါဘူးเนาะအဲ့တော့သူတို့ကောင်းနေရတော့ခုချိန်မှာသူတို့ကောင်းနေလည်းရှိပါတယ်เนาะသူတို့ကောင်းနေလည်းရှိတယ်ခုချိန်မှာဆိုရင်ပြည်သူတွေကူညီတာမျိုးတွေဒီအစာရေစာပေးတာမျိုးတွေဗောနော်အဲ့တော့နေရာတိုင်းမှာတော့ဒီသူတို့ကောင်းနေသူတို့မကောင်းနေကောင်းနေဗောနော်အမြဲတမ်းတွန်တွဲနေတာဖြစ်ပါတယ်เนาะအဲ့တော့ရေးကြည့်ဈေးကြည့်မယ်ဆိုတဲ့ဖွဲ့တွေကတော့သူတို့အလှည့်ကတော့ပြန်ပြီးတော့ရောက်လာအောင်မှာဖြစ်ပါတယ်เนาะကျွန်တော်နောက်ထပ်ဗောနော်ဒီ MMD ရဲဘော်ကိုလွန်ဝင်ပြောထားတဲ့သတင်းနောက်အောင်ကြည့်အောင်เนาะပြည်သူ ကျွေးတဲ့ထမင်းကိုစားနေတာမဟုတ်ဘူးဆိုတော့ပြောခဲ့တဲ့တယောက်အဲ့ဒီအချက်ကိုတော့မတုံ့ပြန်လို့မဖြစ်ရဘူးနော်ပြောပြလိုက်မယ်မင်းတို့တမတော်ဘေးကပတ်စံရလဲဆိုတော့ဟင်မင်းတို့စားတော့ရခဘေးကရလဲဆိုမှပြောတော့နိုင်ငံတော်ကနေပေးတာတဲ့ဟုတ်ပြီနိုင်ငံတော်အကြီးကဲနိုင်ငံကောင်းဆောင်ကြီးအဲ့ဒီအဲ့ငွေကိုဘေးကနေရလာတယ်ဟမ်ငါကိုယ်တိုင်နော်ငါတုံလိုင်းရဲ့စားဝင်နေရတဲ့အချိန်ကပြောပြမယ်ဟုတ်ပြီလားနော်ငါတို့မှလေယာဉ်မြေလောက်ကိုင်းတယ်မိဘတွေကလေယာဉ်မြေလောက်ကိုင်းတယ် အဲ့လဲရမင်းလှုပ်ကင်တော့အခါကျတော့မင်းတို့မသိမရှင်းမှတ်ထားတဲ့အဲ့ဒီကပြင်မလာမှာပဲစဘာအကောင်းနဲ့စဘာတွေကိုအကောင်းဆုံးဆိုတဲ့စဘာတွေကိုသုံးလေးစုပ်တော့သူတို့ရိတ်သွားတယ်ရိတ်ပြီးတော့နိုင်ငံတော်တင်ပြလိုက်တယ်နိုင်ငံတော်တင်ပြတဲ့အခါကျတော့ကင်ငါတို့ကိုချလာတယ်ဒါကြီးကဘလောက်ပေးတွင်တင်းရမှာဆိုကြီးအဲ့တော့ငါတို့မှတင်တင်းနိုင်တယ်ဆောင်းမရှိဘူးဘာလို့ဆိုတော့စဘာနိအကောင်းလုံးဤကတိုင်းလုံးမကောင်းဘူးမကောင်းလို့ရှိရင်ငါတို့မှအပြင်းနဲ့ဝေမထည့်ပေးရတယ် င်လက်ခံရတဲ့စီလက်ဆိုင်ရတွေလည်းဖြစ်နေပြီဒါတเจ้าမရှိသေးရဲ့နောက်ဒုတိယတเจ้าငါကြောက်စင်းလုပ်ငန်းကိုငါလုပ်ကြိုင်တော့ရေနာစင်းကုမ္ပဏီမှာစံပြမြည်ကြမှာငါတော်တော်ကြီးကိုတန်ဖိုးများလဲကြောက်တလုံးရလာတယ်အစိုးရမအဲ့လိုဆိုရင်ငါဖန်ခံရတယ်ဟွန်းပြီးတော့ဘယ်ကနေဘယ်လိုငွေငါအချုပ်ထွက်ရောက်လဲပေါ့နော်အဲ့ချိန်ကငါအချုပ်ထွက်ရောက်လဲချိန်မှာဘယ်ကနေဘယ်လိုလှုပ်လိုက်လဲငါအိမ်မီရှုခံရတယ်မီလောက်ခံရတယ်ဒါပေမဲ့မင်းတို့ရှုတယ်လို့တော့ငါမပြောလို့ပါဘူး ဒါတော့ချွန်းချက်အနေနဲ့ထားပါဘောเนาะတချို့တော့လူတွေကတော့နားလည်မှာပေါ့ဘယ်သူရှုပ်လိုက်လဲဆိုတာဒီလိုတွေခံရတယ်မင်းတို့အဲ့မအပ်လို့ရှင်နီးမျိုးစုံနဲ့နှိပ်စက်တာခံခဲ့ရတာပေါ့ငါတော့လို့ဆိုမရှိအောင်ကိုရိုက်ခံခဲ့ရတာเนาะအေးငါတော့လိုင်းရဲ့ဝင်တဲ့အချိန်မှာ PDF ဆိုတာမပေါ်သေးတော့ငါအခြားတော့လက်နက်ကင်ဖွဲ့စည်းတခုကိုငါဝင်ခဲ့ရတာဟုတ်ပြီလားမင်းတို့ကြွကြော်နေတဲ့ပြည်သူလူထုကြွတဲ့ထမင်းမဟုတ်ဘူးဆိုတာဘယ်အချက်တွေကြောင့်လဲ ပြောစီစမ်းပေါ့မင်းတို့စစ်တပ်ကဗာလဲလဲဆိုင်နေရတာဆန်ဆိုင်ဆန်စပါးတွေမင်းတို့ထုတ်နေရတာဆန်စပါးတွေဘယ်နေထုတ်နေရလဲလူလူကျွေးတဲ့ထမင်းကိုစားပြီးမှလူလူကိုနားမလဲမလုံးနဲ့ရှင်းလားနော်မင်းတို့ပြောနေတဲ့စကားလုံးခဏတခုတွေ့လိုက်လို့ငါကောင်မအောင်ပါနော်ငါကောင်မအောင်ပါဒီမှာပြန်ဝင်ရှာကြည့်လိုက်ရှိတယ်ငါတို့ကလူလူရဲ့ထမင်းကိုမစားဘူးလို့ မင်းတို့အဲ့ဆိုပါလေမင်းတို့ချီးစားနေရလားအေးချီးစားနေခွေစကားပဲပြောနေတယ်ချီးစားတဲ့အမျိုးကခွေစကားပဲပြောနေတယ်လူစကားမပြောနိုင်ဘူးဒါကြောင့်လူတို့ကိုမစော်ကားနဲ့မင်းတို့စားနေတဲ့ထမင်းဟင်းငါတို့စားနေတဲ့ထမင်းဟင်းနေအားလုံးကလူတို့ကကျွေးနေဆိုနားလေထားခွေမျိုးတွေမင်းတို့ကောင်တွေကထမင်းကျွေးရဲ့လက်ကိုပြန်ကြိုက်တဲ့ကောင်တွေအဲ့လိုခွေးကြီးကတိတ်ဖို့ပဲတင့် ကဲကျွန်တော်တို့နောက်ထပ်မယ်သတင်းကတော့ဒီထိုင်းနိုင်ငံမှာပေါ့နော်ဒီထိုင်းသံကြံမှာမြန်မာအချစ်ချစ်တက်လို့တည်သွားတဲ့အမှုပေါ့နော်အခု online မှာနိုင်ပြီးကြီးနေဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီကတုံးသက်တင်ပြထားတဲ့သတင်းနောက်ထောင်ကြည့်လောက်နော်ကျွန်တော်တို့မြန်မာပြည်သားတွေကလေအပျော်ဆိုအယံကြိုက်ကျွန်တော်လည်းကြိုက်အပျော်မကြိုက်တဲ့လူမြန်မာပြည်သားရှားတယ်လို့ပြောရမှာဒါပေမဲ့ကျွန်တော်တို့ကပျော်တင့်ပျော်ထိုက်တဲ့အချိန်မှာပျော်ဖို့တော့တိတ်တင့်တာပေါ့နော်အခုထိုင်းသံကြံကျွန်တော်ပြည်တွင်းမှာနေလို့မရတော့ထိုင်းကိုတက်လာပြီးတော့ တဝမ်းတစ်ခါရှာဖွေစားတော့နေထိုင်ကြတယ်အခုထိုင်းတကြံမှာเนาะဒီနေ့မနေစမုစာကုန်းမဟာဂျိုင်းဝေလ18လမ်းမှာမြမအချင်းချင်းဒါနဲ့ထိုးလို့တယောက်ပြေသွားတယ်ဒါတွင်ပဲလားဆိုတော့အခြားခက်ရံဖြစ်ပေါ်လာရတဲ့အများကြီးရှိသေးတယ်ဒီတစ်နှစ်ကိုမပျော်လိုက်လို့နံပါတ်1ပညာမဲ့ွားကြမှာလားနံပါတ်2စီးပွားဥစ္စာမဲ့ွားကြမှာလားအဲနံပါတ်3ကြက်တရေမဲ့ွားကြမှာလားဘာမှမဖြစ်ဘူးလေ ဟိုမှာတေးနေတဲ့ငလင်မှာတေးနေတဲ့သူစစ်တပ်ကမီးရှို့လို့တေးနေတဲ့သူအဲ့ဒီထဲမှာကိုယ့်ရဲ့အဖေဖြစ်နေခြင်းပြောနိုင်မလားကိုယ့်ရဲ့အမေဖြစ်နေခြင်းပြောနိုင်မလားကိုယ့်ရဲ့ညီအကိုမောင်နှမဖြစ်နေခြင်းပြောနိုင်မလားစီးလုံးမှုနဲ့ညီညွတ်မှုဆိုတာကျွန်တော်တို့အတ္တကိုအခြေခံတာအဲ့ဒါလို့စီးလုံးညီညွတ်မှုမရှိသေးရင်ကျွန်တော်တို့လူမျိုးဘယ်တော့မှမလုပ်ဘူးတို့အထီးလည်းသူ့အထီးတာပဲဆိုတော့ ဒီမှာရောက်နေတဲ့အခုလူတွေအလုံးပင်မမတ်လောက်ကလည်းဒီတချံရဲ့မှာလဲမယ်ပတ်မယ်ငားလို့မယ်သွားမယ်လာမယ်မပြောမပြောမပြောနဲ့လို့မပြောပါဘူးပြောပါဒါပေမဲ့အဲ့လိုမျိုးနော်တလိမ့်ဆန်စေရိုက်ရရင်ဆိုင်ဆိုင်အရင်အဆိုင်နေပုံစံမျိုးတော့မလောက်ကြပါနဲ့လို့မြေတားချက်ခံပါတယ်ဒုနိုင်ငံတအားနှိမ့်ညံ့နေလို့ပါထပ်ပြီးတော့နှိမ့်ကြတဲ့အလုံးမျိုးကိုချောက်မဖြစ်နိုင်အောင်ဝိုင်းကြိုးစားပေးကြပါနော်တို့တွေတိဆောက်ဖို့အချိန်ရောက်နေတယ် တို့တွေဝိုင်းတိဆောက်ကြမယ်လုံနိုင်တဲ့လူကလုံမောတဲ့လူကထိုင်းနေပါရတယ်မလုံနဲ့လူတိုင်းလောက်ကမပြောဘူးမလုံနိုင်ဘူးလားမောနေတယ်ထိုင်းနေအရင်ရှက်ဖို့ကောင်းတယ်ကျွန်တော်တော့ဒီဗီဒီယိုဖိုင်နေရှက်တယ်အကောင်းပြောတာအိုးမြန်မာပြည်သားတွေကွာကြည့်လန်းကန်းအဲ့မှာအောက်မှာကွန်မန်းတွေကိုပို့ဖက်ကြည့်ပို့ရှက်တယ်ပို့ရှက်တယ်ဒီထိုင်းကြီးကတင်ထားတဲ့အဲ့ပို့တွေအောက်မှာရေးထားတဲ့ကွန်မန်းတွေပို့ရှက်ဖို့ကောင်းတယ်နော်ဒါကြောင့်မလို့အားလုံးတွေက တို့နိုင်ငံသားတွေကအစွမ်းစရှိတဲ့လူတွေပါအတိတရားပြေဝတဲ့လူတွေပါဘာဖြစ်လို့လဲထိုင်းပြည်အရာရှိပြောက်ကျွန်တော်ပြောမှုလေမြန်မာဘာဆိုတာကိုကဘာတိတယ်တဲ့မင်းတို့မြန်မာဘာဆိုတာကိုကဘာတိတယ်တဲ့ရှင်းနေတယ်ဒါပေမဲ့တို့လွတ်မြောက်လွတ်မြောက်စေခြင်းလားဟုတ်တယ်မလားအဲအခုမင်းအောင်လိုက်လို့ကောင်းမျိုးတော့လူရတလောက်လူတက်ဓမ္မအကျမ်းဖတ်ဓမ္မကိုလူရတွင်းပြီးတော့သွေးသွေးဆုံဆွေးနွေးပွဲတွေလောက်ဒီကိုခေါ်ဟုတ်တယ်မလားရှင်းရှင်းလေးပဲ ဒါတို့ပြည်သူဘက်မှာဘလို့မှမရှိဘူးအဲ့တို့ဘက်မှာဘလို့မှမရှိတဲ့အတွက်တို့ကထို့စူးစမ်းမှာတို့တွေအချင်းချင်းလက်ချင်းချိန်ထားမယ်လားမင်းလက်ကိုငါကိုင်မယ်ငါလက်ကိုမင်းကိုင်ဒါတို့တွေအတူတူဖြတ်တန်းမယ်အဲ့ဒီစိတ်ကမိုးရမှာတို့မှာပျော်မှန်းချိန်မရှိဘူးဒီချိန်မှာရန်ပြဖို့ဆိုတာအဝေးတို့အချင်းချင်းရန်ပြဖို့ပြောနေမြန်မာပြည်သားတယောက်ဒုက္ခရောက်နေအချားလူတွေဘလို့ကူညီတယ်ဟဲ့ဆိုတာဟာဖြစ်ကြမယ်အချင်းချင်းတတ်ဖို့ဆိုတာအဝေးဒါလုံးဝမဖြစ်တဲ့ကိစ္စ။တော့ဒီကာလမှာကျွန်တော်ပြည်သူအချင်းချင်းက ဘသူဒုက္ခရောက်နေတယ်ဟေးငါ့မှာဘာရှိရရနေဘလို့ကူညီမင်းမယ်ဒလုံမျိုးချင်းချင်းဖြစ်နေရမှာကာလနော်ဒလုံမျိုးတော့မလုံကြပါနဲ့ကိုပတ်ဝန်းကျင်မှာလုံကြတယ်ဆိုရင်လည်းဝိုင်းကားပေးပါအရက်တောက်တတ်တယ်ကျွန်တော်လေးတွန်လိုင်းမလုံခဲ့ကျွန်တော်နေ့တိုင်းချတာဟာကျွန်တော်အလုံးမဲ့ကျွန်တော်မနေ့ညနေ6နာရီလောက်ကျွန်တော်ပလင်းထောင်ထားလိုက်ပြီအလုံးလုံးနဲ့ကစ်တာကြိုက်တယ်ယောက်ျားလေးပဲမကောင်းတာကိုကြိုက်တယ်တို့ရောက်တယ်တို့အိမ်မုံလေးသူများအိမ်လေးမူဝါတော့မရဘူးလေဟုတ်တယ်နော်အေးအဲ့တော့ မချတာမဟုတ်ချဒါမဲ့ limit လေးထားအဲ့ဒါဆိုရင်ဘာမှပြဿနာတွေရှိစရာအကြောင်းမရှိတော့ဘူးအခုကအဲ့လိုမဟုတ်မူယူမယ်အာဟိုတခါမှမတောက်ဘူးမစားဘူးခါဘီယာလေးတစ်လုံးသုံးတောက်ပြီးတော့မူလာနည်းနည်းဟိုမူးပြတာများများတခါလဲအာအရင်ဆိုင်နေရတာအဲ့ဒီရိုင်းဆိုင်တဲ့ဘဝမျိုးမခံယူကြနဲ့ငါတို့ညီတွေညီမတွေအားလုံးကခေါင်းပြေးတဲ့လူတွေကြီးပဲညီမပြည်သားတွေအကုန်အစွမ်းစားရှိတဲ့လူတွေနော်တို့တွေသူများထက်မြင်အောင်ကြည့်မယ် သူများနဲ့ညံအောင်သွားမယ်သူများအရှိရအောင်တို့နိုင်ငံသွားလို့ရတယ်အဲ့ဒါပါတယ်တို့တွေစီလုံးဖို့ညီညွတ်ဖို့လိုအပ်တယ်တယောက်ဒုက္ခရောက်နေတယောက်ကူညီမယ်တယောက်ဝမ်းနည်းနေတို့လည်းလိုက်ဝမ်းနည်းပေးမယ်ကဲဒါတော့ကိုစီတုံးသက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့နော်အဲ့တော့အဲဒီ တခြားနိုင်ငံမှာပေါ့နော်ကိုယ့်မြန်မာလူမျိုးဒီလူမျိုးတွေကြားတာတကယ်စိတ်ကိုမကောင်းပါဘူးเนาะစိတ်လည်းမပြေပါဘူးအထူးသဖြင့်ထိုင်းနိုင်ငံဆိုတော့ပိုဆိုးတာပေါ့နော်ထိုင်းလူမျိုးတွေကမြန်မာတွေဆိုရင်များသောအဖြစ်ကတော်တော်လေးကိုအထင်သေးတဲ့အနေအထားမှာရှိတဲ့အချိန်မှာသူတို့တွေကြောင့်ကြံလေးတန်းသောမြန်မာပြည်သူတွေကပို့ပြီးတော့နိုင်ပြည်ပြရတာဖြစ်ပါတယ်เนาะကျွန်တော်လူမျိုးချင်းချင်းပေါ့เนาะဒါမျိုးတွေရှောင်ကျင်ဖို့လိုပါတယ်ဒါမျိုးဆူဆူရွားရွီဖြစ်သွားတဲ့ဟာမျိုးမဖြစ်ဘဲနဲ့ပေါ့เนาะတောက်တာစားတာစားဆင်ကျင်ဖို့လိုပါเนาะနောက်ပြီးတော့ကျွန်တော်တို့အခုချိန်ရာဆိုရင်ဖြင့်ပေါ်ပျော်ပါမဲ့အချိန်ထက်ပေါ့เนาะကျွန်တော်မြန်မာပြည် ရလို့တော်လိုင်းပြီးသွားပြီဆိုရင်ပြန်လည်ထူထောင်ရေးကဏ္ဍတွေရောက်လာတော့မှာပေါ့နော်အဲ့အတွက်ကိုကဘယ်နိုင်ဘယ်နေရနေဘယ်လိုမျိုးဟိုပါဝင်ပြီးတော့ကူညီပေးနိုင်မလဲဆိုတဲ့ခဏမျိုးတွေပေါ့နော်ကျွန်တော်စဉ်းစားဖို့လိုပါပြီเนาะဥပမာအာကိုက ဆောက်လုပ်ပိုင်းကိုကူနိုင်မလားနီးပညာပိုင်းကူနိုင်မလားတခုခုပေါ့เนาะကျွန်တော်အခုချိန်မှာစပြီးလေ့လာဖို့လိုပါပြီကျွန်တော်ဒီတက်ကြွတဲ့ဟာတွေကိုလေ့လာထားခြင်းအပြင်တိုင်းပြည်ပြန်လည်ထူထောင်တဲ့အခါမှာအာကျွန်တော်တို့ကတိုင်းပြည်ကိုကူညီနိုင်သလိုကူကူညီလို့ရသလိုပေါ့เนาะကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေလည်းအများကြီးရှိလာမှာဖြစ်ပါတယ်เนาะအဲ့တော့အခုချိန်မှာဘာမှမရှိသေးဘူးဆိုပေမဲ့လည်းအခုချိန်ကစပြီးမှကျွန်တော်လေ့လာဖို့လိုပါပြီစစ်တိုက်တဲ့လူကတိုက်နေကြတယ် အောင်တော့မယ်အောင်သွားပြီပြီဆိုပြန်လည်ထူထောင်ရေးမှာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာမျိုးကိုအခုချိန်ကစပြီမှာပေါ့နော်ကျွန်တော်တို့ Twitter ဖို့လို့အပ်ပြီး Facebook ဖို့လို့အပ်ပြီးဆိုတော့ကိုတုံးတက်တင်ပြနေတဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြရင်မိဘပြီသူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖတ်မင်းအောင်လာရဲ့စစ်ပေးငှလင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ